မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 15ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့တရုတ်လက်ထောက်ပြည်သူ့လုံခြုံရေးဝန်ကြီး Mr. ပြိုကျုံးကြီးဟာ နေပြည်တော်မှာရောက်ရှိနေပြီးတော့စစ်ကောင်စီနဲ့တွေ့ဆုံကအွန်လိုင်းငွေလိမ်လည်မှုများကိုနှိမ်နှင်းရေးအတွက်မနေ့ကဆွေးနွေးခဲ့ကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံကအွန်လိုင်းအသုံးပြုလောင်းကစားများနဲ့ဆက်သွယ်ရေးလိမ်လည်မှုများအပါအဝင်နယ်စပ်ဖြတ်ကျော်မှုကင်းများကိုနှစ်နိုင်ငံတားဆီးရေးအဓိကဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။နှစ်နိုင်ငံကြားမှာကရင်ပြည်နယ်မြဝတီမြို့နယ်မှာ အွန်လိုင်းလိမ်လည်မှုများအွန်လိုင်းလောင်းကစားမှုတိုက်ဖြတ်ရေးမြောက်ရီနယ်မြေအတွင်းမှာတရားမဝင်ရောက်ရှိနေတဲ့နိုင်ငံသားများကိုပြည်နှင်နိုင်ရေးအတွက်ဆောင်ရွက်ရေးတရုတ်နိုင်ငံကအလို့ရှိနေတဲ့တရားခံပြေးများနဲ့ပတ်သက်ပြီးတော့ဖမ်းဆီးရရှိမှုနဲ့ပြန်လည်လွှဲပြောင်းပေးမှုများကိုဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ဒါ့အပြင်တရုတ်မြန်မာထိုင်းသုံးနိုင်ငံကြားထဲမှာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကိုကျင်းပနိုင်ရေးအတွက်လည်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ဒီကနေ့မှာ KNB နဲ့မြောက်ပြည်မြို့နယ်ရွှေကုန်းကုန်းမြို့မှာစစ်ကောင်စီလက်အောက်ခံ BGF များကဒုတိယနေ့အဖြစ်နဲ့လူကုန်ကူးခံသူများကိုဆက်လက်ရှာဖွေနေပြီးတော့ဟိုတယ်များတဲခိုကမ်းများနဲ့ KTV နဲ့စားတောက်ဆိုင်များကိုလည်း BGF များကပိုက်စိတ်တိုက်စစ်ဆေးလျက်ရှိတယ်လို့ရွှေကုန်းမြို့ကမြန်မာအလုံသမားတချို့ကပြန်လည်ရှင်းပြထားပါတယ်။ ဒီနေ့လဲ BGF တွေဝင်ပြီးတော့ဆက်စစ်နေပါတယ်ကားတွေနဲ့တရုတ်တွေတော်တော်များများကိုအကုန်လုံးကိုဆွဲတင်နေတာဒီနေ့တော့စစ်ကားကြီးတွေအများကြီးပါလာတယ်လို့ရွှေကုတ်ကိုကမြန်မာအလို့သမားတို့ကပြန်လည်ပြောပြထားပါတယ်မနေ့ကရွှေကုတ်ကိုက BGF ကဖမ်းဆီးခဲ့တယ်နိုင်ငံသားတွေတဲကတရုတ်နိုင်ငံသားအယောက်200ကိုစစ်ကောင်စီကစီစစ်လျက်ရှိပြီးတော့တရုတ်နိုင်ငံကိုပြန်လည်လွှဲပြောင်းနိုင်ရေးအတွက်စစ်ကောင်စီကစီစဉ်လျက်ရှိတယ်လို့ စစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်စစ်တပ်အနေနဲ့မြဝတီမြို့နယ်ရွှေကုတ်ကိုနယ်မြေအတွင်းမှာရှိတဲ့ဒုစရိုက်မှုများကျူးလွန်ခဲ့ကြတဲ့ပြည်ပနိုင်ငံသားများကိုအများဆုံးစစ်ဆေးဖော်ထုတ်သွားမယ်လို့ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အရခတ်တပ်တော် AA ရဲ့ထိုးစစ်က AR တိုင်းငတိုင်းကျောင်းမြို့နယ်နဲ့တာပေါင်းမြို့နယ်အတွင်းထိကိုရောက်ရှိနေပြီးတော့ အမြောက်တပ်3လေးလေးအနီးမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာငတိုင်းကျောင်းမြို့နယ်မြောက်ဆန်းချီရွာအနီးအမှတ်3လေးလေးအမြောက်တပ်ပတ်ဝန်းကျင်မှာတိုက်ပွဲတွေဖြစ်ပွားနေခြင်းဖြစ်ပြီးတော့ငတိုင်းကျောင်းမြို့နယ်မိုင်း20ဝန်းကျင်ကွာဝေးကမနေ့ကလည်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါတယ်။ရခိုင်ဘက်ကနေလာရင်လမ်းကျောကအမှတ်3လေးလေးအမြောက်တပ်ပြီးရင်မြောက်ဆန်းချီရွာရှိတယ်။တိုက်ပွဲတွေဖြစ်နေတာကတော့အမှတ်3လေးလေးအမြောက်တပ်ပတ်ဝန်းကျင်မှာလို့တော့သတင်းကြားတယ်။ တရင်မဲ့ကြတာပါကျွန်တော်တို့အသေးချာတော့မသိဘူးမြို့နယ်က -10 လောက်ဝေးတော့ဘာတွေဖြစ်နေလဲဆိုတာကိုအတိအကျတရင်မရပါဘူးမြို့ပေါ်မှာတော့လှုပ်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 ပေါ့ပြေးရမှာလားဆက်နေရမှာလားဝေခွဲမရပဲနဲ့စိုးရိမ်နေကြတယ်လို့ငတိုင်းကျောင်းမြို့ကန်တူကပြောပါတယ်ရခိုင်ဒေသအခြေပြုတရင်မီဒီယာအများစုမှာတော့ငတိုင်းကျောင်းမြို့နယ်အမှတ်34အမြောက်တပ်ရင်းကိုအေအေတပ်များကတိုက်ခိုက်နေကြောင်းတရင်များကိုဇက်တိုက်ဖော်ပြနေကြပါတယ်တပ်တရင်ရင်းမြစ်တစ်ခုကတော့အေအဝရီတိုင်းတာပေါင်းမြို့နယ်အတွင်းမှာအေအေနဲ့ PDF ပူးပေါင်းတပ်များရောက်ရှိနေပြီးတော့အဲ့ဒီနေရာများကိုနေမြေရှင်းလင်းရေးလုပ်ရ ရန်ပသိမ်မြို့အခြေစိုက်အနောက်တောင်တိုင်းစစ်ဌာနချုပ်ကပြင်ဆင်လျက်ရှိတယ်လို့ပြောဆိုထားပါတယ်။တာဘောင်းဘက်ကတော့စစ်စင်ရေးနယ်မြေရှင်းလင်းရေးလွတ်ဖို့နာတခါမှာလုံနေတာတွေရှိပါတယ်။ငါတိုင်းချောင်းဘက်ကတော့တိုက်ပွဲအသေးစိတ်ဘာမှမသိရသေးဘူး။တာဘောင်းဘက်ကတော့စစ်စင်ရေးလွတ်မဲ့စစ်ကြောင်းတွေကနာတခါနဲ့ရန်ကုန်ကတက်တချို့ပူးပေါင်းပြီးတော့လွတ်မယ်လို့သိရတယ်။တာဘောင်းဘက်မှာရှိတဲ့စက်ကူစက်ယုံကြီးတွေအတွက်လဲလုံချုံရေးတွေထပ်ပေါင်းပြီးတော့ထပ်လွတ်ဖို့ရှိအောင်မယ်လို့ တက်တွင်းသတင်းရေးမြစ်ကပြောဆိုထားပါတယ်အာရခတ်တက်တော် AA ရဲ့ပူးပေါင်းတပ်ဖွဲ့ကရခိုင်ဂွမ်းမြို့နယ်ထိစပ်နေတဲ့အေယဝတီတိုင်းတွေကမကြီးစင်နဲ့ဗောမိဒေတာတို့ကိုပိမ့်ပိုက်ထားပြီးတော့ငတိုင်းချောင်းရေကြီးနယ်တာပေါင်းမြို့နယ်ဘက်ကိုထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းတောင်ငူမြို့နယ်မုံကုန်းရွာအနောက်ဘက်မှာတိုက်ပွဲဖြစ်ပွားပြီးတော့စစ်သား၃ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ17ရက်နေ့မနက်9နာရီခွဲအချိန်ကတောင်ငူမြို့နယ်တောင်ငူလိပ်တူလမ်းတလျှောက်အင်အားတရာကန်းနဲ့နယ်မြေရှင်းလင်းရေးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမုံကုန်းရွာအနောက်ဘက်လေးထူးချောင်းအနီးအရောက်မှာတော်လိုင်းတပ်ဖွဲ့ဝင်များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးကြားဖြတ်တိုက်ခိုက်မှုဟာ15မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကအင်အားများပြားမှုကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သား၃ဦးတေဆုံးကနောက်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တောင်ကုန်မြို့ကနေထွက်လာတဲ့စစ်ကြောင်းမှာတေဆုံးထိခိုက်မှုနောက်ဆက်တွဲတော့မကြားရသေးပါဘူး။ စစ်ကြောင်းကတော့လက်တူဘက်ကိုတဖြည်းဖြည်းနဲ့ဆက်သွားနေတုံးပါပဲလို့ကန်းဒီကြားကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကို KNU တပ်မဟာနှစ်တပ်ရင်းငါလက်အောက်ခံကန်းဒီကြားကာကွယ်တပ်ဖွဲ့ကရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအနေနဲ့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အလားတူပဲသခိုင်းတိုင်းအရာတော်မျိုးနဲ့ငွေတွင်းပြူစော်တီချေးရွာကင်းမုံများကိုဝင်ရောက်တိုက်ခိုက်ရာပြူစော်တီတအူးတေဆုံးခဲ့ကြောင်းမုံရွာခရိုင်တပ်ရင်းဆက်ကိုရောင်နေဦးတပ်ရင်းကတာဝန်ရှိသူတို့ကပြောကြားထားပါတယ် ဖေဖော်ဝါရီလ17ရက်နေ့ညနေ3:20မိနစ်အချိန်ကအရာတော်မြို့နယ်ငွေရင်းပြူစောတိကျေးရွာအနီးဘက်ဝဲကျင်မှာရှိတဲ့ကင်းမုံစခန်း3ခုကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ဝင်များကတွားရောက်ပစ်ခတ်တိုက်ခိုက်ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ15မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့ပြူစောတိတအုပ်တည်ဆုံးခဲ့တယ်လို့သိရပါတယ်။ငွေရင်းရွာမှာကပြူစောတိတွေရောစစ်ခွေးတွေရောအလုံးပေါင်းရင်အယောက်80 90နီးပါးလောက်ရှိပါတယ်။ ရွာရဲ့ပတ်ပတ်လဲမှာရှိတဲ့ကင်းမုံစခန်း၃ခုကိုဝင်ပြီးတော့တိုက်ခဲ့တာပါအင်အားက55ခုလောက်တော့ရှိမယ်ကင်းမုံဝင်နေတာမိဘပြည်သူတွေအနေနဲ့စီရေးသတိရှိပေးကြဖို့နဲ့အခုထက်ပုံမိုပြီးတော့လှုပ်ရှားနိုင်ဖို့အတွက်ခဲရန်တွေကူညီပေးကြပါလို့မြစ်တာရက်ခံကြပါတယ်လို့မုံရွာခရိုင်တရင်ဆက်ကိုရောင်နေဦးတရင်ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခတ်မှုကိုမုံရွာခရိုင်ဗျူဟာ66စစ်ကြောင်းမုံရွာခရိုင်တရင်အမှတ်ဆက်ကိုရောင်နေဦးတရင်အမှတ်27တရင်26တရင်အရာတော်မြို့နယ်ပကပအဖွဲ့များနဲ့ အခြားမဟာမိတ်အဖွဲ့များကပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတာယာဝတီမြို့နယ်အတော်ရော်ရွာကမပိုးဤနဲ့မနှွင်းနှွင်းမြင့်ခိုင်တို့ကို စစ်မှုထမ်းရမဲပေါက်တယ်ဆိုပြီးတော့ကြေးပါအုပ်ချုပ်ရေးမှုအဖွဲ့ကတရားကိုငွေကျပ်သိမ်းအစိတ်စီချိန်းချောက်ပြီးတော့တောင်းခံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဖေဖော်ဝါရီလ14ရက်နေ့ကတာယာဝတီမြို့နယ်အတေရောအုပ်စုအတွင်းမှာရှိတဲ့ကြေးပါများကအမျိုးသမီးများကိုစစ်မှုထမ်းရမဲဆိုပြီးတော့ကြေးပါအုပ်စုအုပ်ချုပ်ရေးမှုမြင်သိမ်းတဲ့ယာယီမှုတင်ထူးတို့ကဥဆောင်ပြီးတော့မဲနိုင်ရွေးချယ်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့မဲနိုင်ရွေးချယ်မှုအတွင်းမှာအတေရောရွာကမပိုးဤနဲ့မနှွင်နှွင်မြင့်ခိုင်တို့ကိုစစ်မှုထမ်းရမဲပေါက်တယ်ဆိုပြီးတော့အုပ်ချုပ်ရေးမှုနဲ့ယာယီမှုများကငွေညစ် တောင်းခံခဲ့တယ်လို့သိရပါဗျ။စစ်မှုမထမ်းချိန်မှာကကျေးရွာအုပ်ချုပ်ရေးမှုအဖွဲ့ကိုတအူးကိုငွေကြက်သိန်းအစိတ်စီပေးဆောင်ရမယ်လို့ချင်းချောက်တောင်းခံခဲ့တဲ့အတွက်ကြောင့်မိသားစုဝင်တွေကကြောက်ကြောက်လန့်လန့်နဲ့ငွေပေးဆောင်ခဲ့ရတယ်လို့သိရပါဗျ။အတေရောအုပ်စုအတွင်းကအမျိုးသမီးတွေကိုစစ်မှုထမ်းရမယ်ဆိုပြီးတော့အမည်စရင်တွေကောက်ယူတာတွေကိုအုပ်ချုပ်ရေးမှုမြင်သိန်းနဲ့ယာအိမ်မှုတင်ထူးတို့ကဥဆောင်ပြီးတော့လုပ်နေတာအဲ့ဒါကိုတေးရွာကိုနှစ်ဦးစစ်မှုထမ်းရမယ်ဆိုပြီးတော့မင်းနိုင်ရွေးချယ်ခဲ့တာ အတယောရွာသူမပိုးဤနဲ့မနှွေမွေမြင့်ခိုင်တို့မဲပေါက်တယ်ဆိုပြီးတော့အုတ်ကြီးနဲ့ယာရင်မိုးကချိမ့်ချောက်ပြီးတော့ငွေညစ်တာစစ်မှုထမ်းအမြီစရင်ကနေပယ်ဖြတ်ပေးမယ်ဆိုပြီးတယောက်ကငွေချက်သိန်းအစိတ်စီချိမ့်ချောက်ပြီးတော့တောင်းခံတာကိုမိသားစုတွေကလည်းကြောက်လန့်ပြီးတော့ပေးလိုက်ရတယ်လို့သိရပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။တာယာဝတီမြို့နယ်အတွင်းမှာရှိတဲ့ကြံရှိနေတဲ့ခြေရွာများမှာအုတ်ချုပ်ရင်းမှုများနဲ့ယာရင်မှုများကအမျိုးသမီးစစ်မှုထမ်းစရင်များကိုလိုက်လံကောက်ခံမှုများစတင်လှုပ်ဆောင်နေပြီဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ပြောခွင့်ရဇုံမဲလုံးကလည်း ်ဖေဖော်ဝါရီလ9ရက်နေ့မှာ၎င်းတို့ရဲ့ဝါဒဖြန့်သတင်းစာများနဲ့မီဒီယာများကနေတဆင်ပြည်သူ့စစ်မှုထမ်းဤဥပဒေအရအမျိုးသမီးများဟာလဲစစ်မှုထမ်းရန်အကျုံးဝင်နေပြီးတော့အမျိုးသမီးများကိုစင့်ခေါ်ရန်အစီအစဉ်မရှိသေးတော့လဲချိန်ချောက်မှုများရှိနေတယ်လို့ဝန်ခံပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းကောလင်းမြို့နယ်မှာစစ်ရှောင်းပြည်သူများနေထိုင်တဲ့ဝတ်သေးကုန်းရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကလေးငယ်တအူးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖေဖော်ဝါရီလ15ရက်နေ့မနက်အစောပိုင်း7:40 40မိနစ်ခန့်မှာအကြမ်းဖက်ဆက်တက်ကကောလင်းမြို့နယ်မှာရှိတဲ့စစ်ဆောင်ပြည်သူများနေထိုင်တဲ့ဝက်သေးကုန်းရွာစာတင်ကျောင်းကိုဒရအူးကနေတက်လာတဲ့ Jet Fighter နဲ့ဘုံကျဲတိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်ဆက်တက်ရဲ့၄ကြောင်းတိုက်ခတ်မှုအတွင်းမှာအသက်10နှစ်အရွယ်ကလေးငယ်တဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့သိရပါဗျ။ဒါပေမဲ့နှွားတကောင်တော့တေဆုံးသွားတယ်လို့ပြောပါတယ်။ ်ဝတ်သေးကုန်းရွာစာတင်ကျောင်းမှာစစ်ပေးဆောင်ပြည်သူအနေငယ်ပဲရှိတဲ့အချိန်မှာစစ်တပ်ကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်သွားတာဆယ်နှစ်အရွယ်ကလေးငယ်တအူးတော့ထိခိုက်ဒဏ်ရာအနေငယ်ရရှိခဲ့တယ်နွားရကောင်တိတ်ဆုံးတယ်လို့ပြောတယ်ဘာတိုက်ပွဲမှာတော့မရှိပါဘူးအကြောင်းမဲ့လေကြောင်းကနေဘုံကျဲသွားတာလို့ calling info ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့မှာဒီကနေ့မနက်ပိုင်းကလူငယ်အယောက်20ကျော်ကိုစစ်တပ်ကစစ်မှုထမ်းရန်ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့မောင်စော်ခန့်မောင်ငင်းချန်းအောင်နဲ့မောင်ချစ်ငယ်လေးတို့တငယ်ချင်း၃ဦးပါသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဖေဖော်ဝါရီလ15ရက်နေ့မနက်9:00နာရီခွဲအချိန်မှာသခိုင်းမြို့ ရှင်ဖြူရှင်လမွေဖျားရှိမှာစစ်တပ်နဲ့ရဲများအပါအဝင်ဌာနပေါင်းစုံပါဝင်တဲ့အဖွဲ့များကကားများဆိုင်ကယ်များနဲ့လမ်းလျှောက်သွားလာနေတဲ့လူငယ်များအလုံးကိုစစ်ဆေးပြီးတော့အသက်16နှစ်ကနေ35နှစ်အတွင်းရှိတဲ့လူငယ်အယောက်20ထက်မနည်းကိုစစ်မှုထမ်းရန်ဆိုပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့သိရပါဗျ။ အခုလိုမျိုးလူငယ်များကိုစစ်တပ်ကစစ်မှုထမ်းရန်ဖမ်းဆီးခေါ်ဆောင်ရမှာသခိုင်းမျိုးနဲ့ဝါချက်ချေးရွာကအသက်26နှစ်အရွယ်မောင်စောခန့်အသက်26နှစ်အရွယ်မောင်ငိမ့်ချန်းအောင်နဲ့အသက်23နှစ်အရွယ်မောင်ချင်းငယ်လေးတို့သုံးဦးဟာလည်းစစ်တပ်ရဲ့ဖမ်းဆီးမှုကိုခံလိုက်ရတယ်လို့သိရပါတယ်။အခုကကလေးတွေကိုဘယ်ခေါ်သွားလဲဆိုတာကိုလိုက်နေတယ်။စစ်တပ်နဲ့ရဲတွေကိုမေးတော့လိုက်မနေနဲ့ငွေမလိုဘူးလူလိုလို့ဖမ်းတာလို့ပြောတယ်။လူငယ်တွေအများကြီးပဲကားပေါ်ကိုတင်သွားတာစစ်မှုထမ်းခိုင်းမှုဆိုပြီးတော့ဖမ်းသွားတာလို့ဖမ်းဆီးခဲ့တဲ့လူငယ်ရဲ့ ်မိဘဆွေမျိုးတို့ကပြန်လည်ပြောပြထားပါရယ်အကြမ်းဖက်စစ်ကောင်စီကအခုဖေဖော်ဝါရီလအတွင်းမှာဖွင့်လှစ်မယ်စစ်မှုထမ်းအပစင်10%အတွက်လိုအပ်တယ်စစ်မှုထမ်းတပ်သားအရေးအတွက်ပြည့်မီခြင်းမရှိတဲ့အတွက်လူငယ်များကိုနီလန်းမျိုးစုံနဲ့ဖမ်းဆီးမှုများကိုစစ်တပ်ကဇက်တိုက်ပြုလုပ်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ